လေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရွေးကောက်ပွဲငြိမ်းချမ်းရေးကိစ္စတွေဆွေးနွေးဖို့မြန်မာနိုင်ငံနေပြည်တော်ကိုထွက်ခွာသွားပြီဖြစ်တယ်လို့မလေးရှားအစိုးရကအောက်တိုဘာလ9ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။မလေးရှားဟာလက်ရှိအာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်မြန်မာပြည်ပခကိုတတ်ဆွမ်းနိုင်သမျှဖြေရှင်းနိုင်မှုမြန်မာနိုင်ငံကိုတည့်ရတာ ခီးစင်သွားရောက်ခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီဟာအာဏာသိမ်းပြီးတစ်နှစ်အကြာမှာအာဆီယံကချမှတ်ပေးခဲ့တဲ့လမ်းစဉ်၅ရပ်ကို ထိတ်တန့်စစ်ကောင်ဆောင်တို့ကလက်ခံခဲ့ပြီးအကောင့်ထဲမဖော်တဲ့အတွက်မြန်မာစစ်အုပ်စုကိုအာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်ကိုပိတ်ပင်ထားခဲ့ပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာဇူလိုင်လကမြန်မာရေးနယ်ပတ်သက်ပြီးအာဆီယံဟာမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဦးစားပေးအဖြစ်ရှုမြင်ခြင်းမရှိဘဲရင်းငယ်ရင်ဂရိကဝတ်တွေကိုလိုက်နာခြင်းကသာအဓိကကြာကြောင်းပြောဆိုခဲ့ဖူးပါရယ်အခုနေပြည်တော်ခီးစင်မှာလဲစက်ကောင်စီကိုငင်းငယ်ရင်အဆိုပြုချက်တွေကိုလိုက်နာရင်လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကိုဝင်ရောက်ခွင့်ပြုရန်အားလုံးပါဝင်တဲ့ဆွေးနွေးမှုနဲ့ငင်းငယ်ရင်အဖြေရှာရန်စားတဲ့အချက်တွေကိုတိုက်တွန်းရေးရည်ရွယ်ချက်နဲ့တွားရောက်ခြင်းဖြစ်တယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။